တရင်စာတိုင်းနဲ့အမျိုးသမီးတရင်စာတိုင်းတရင်စာလုပ်ငန်းနဲ့အမျိုးသမီးများလမိုင်းမကတ်ဟုတင်ပေါင်းထင်သည်တရင်စာလုပ်ငန်းသည်ကြမ်းတမ်းခက်တံသည်ပင်ပန်းလေးလံသည်မို့အားနွယ်သူအမျိုးသမီးများနဲ့မသင့်တော်ဟုတင်ပေါင်းယူဆ၏ဗမာခေတ်တွင်ယူရီဂျာနယ်နှင့်တွဲသဖြင့်စာစီလုပ်ငန်း၌ပင်အမျိုးသမီးစာစီများကိုစတင်တုံးခဲ့သည်အယ်ဒီတာများမှလည်းအမျိုးသမီးများဖြစ်ကြသည် စာစီကမ်းမှစကားပိုမပြက်တနာပေါ်ခဲ့သည် နောက်ဆုံးဗမာခေတ်တိုင်ကြီးပြက်စီရသည့်အထိပိုမပြက်တနာ ကြီးထွားလာခဲ့သည်ပိုမရေးရာကိစ္စအပြင်အရေးကြီးလာသောတရေရှင်ရဲ့ကိစ္စများပေါ်ပါကလည်းအမျိုးသမီးများပြက်တနာသည်ပေါ်လာတတ်သည်ဗမာခေတ်တွင်ဟယ်ရီတန်အရေးတော်ပုံ၌ကျောင်းသားများတိုက်ကိုဝိုင်းထားစဉ်ကတိုက်တွင်းရှိအမျိုးသမီးအမှုရမ်းများကို လုံခြုံရာပို့ရေးအတွက်အထူးစီစဉ်ခဲ့ရသည်ဗမာခေတ်တွင်ကြုံပူသည်သည် တခုသောတောင်မုံလာပြင်းနှင့်အထုတို့တွင်တင်မောင်းကသတင်းစာမျက်နှာပုံမှပြဇက်တစ်ခုရေးလိုက်သည်ပြဇက်မှာတောင်မုံပြဇက်ဖြစ်သောတိဝိမင်းနှင့်အိုမာဒန်ဒီပြဇက်ဖြစ်၏အစုံလိုက်တိဝိမင်းကြီးကယထာမှုအားမင်းလာဘိုတဲမောင်းကွာဟုနှီးကုန်းကြော်ရ၏ဝင်ကြီးတခေတင်ကမင်းလာဘိုတဲ၌မကျင်စိန်ဟုသောအမျိုးသမီးကိုကြင့်ကြံသည်ဟုသတင်းစာသုံးဆောင်ကရေးရာမှာသတင်းစာ၌ဖြတ်သည့်အရေးတော်ပုံနှင့်ဖြစ်၏ ရဇမုံလားစုတ်တရက်နေ့တွင်မူဝင်ကြီးတခင်တင်ကိုယ်တိုင်တိုက်သူပေါက်လာ၏။တခင်တင်သည် မျက်စိများနှီးနေသည်နှုတ်လေးနေသည်ဒေါသမုံယူနေသည်မူးနေသည်သူ့နောက်မှတပည့်လေးဦးပါလာသည်တပည့်များက လော်အိတ်ကိုစီနှိပ်ပြပြီးလော်အိတ်ထဲလက်နှိုက်ထားကြသည်။ပြသက်ရည်တဲ့ပြသက်ဆရာကို ထုတ်ပေးပါ။တခင်တင်က တောင်းဆိုသည်။အချိန်မှမနက်9နာရီခန့်ရှိသေး၏။ဒီမောင်သည်ညနေ3နာရီခန့်မှတိုက်သူသွားလေရှိသည်။ အရီတာကျုပ်ဦးအောင်ခင်ကလည်းနိုင်ငံသားသို့သွားနေ၏အရီတာကန်းတွင်လက်ထောက်အရီတာတဦးသာရှိသည်တခင်တင်သည်အရီတာကန်း၌ခောက်တုံခောက်ပြန်လျှောက်ကကျင်းဝနေသည်အရီတာများကပြဆက်ရေးသောအရီတာသည်ညနေမှလာတဲ့ကြောင်းပြောတော်လဲရေဝူကြီးဟန်မှာပေါ့သူတို့၆ဦးစလုံးမူးနေကြသဖြင့်နားလေအောင်ပြော၍လည်းမရတခင်တင်တို့လူစုသည်အရီတာကန်း၌စူပူယုံနှင့်မကျေနပ်ပဲတစ်ဖက်ရှိအင်စီတို့ကူးသွားသည်ဒေါခင်ကင်းလေးနှင့်ပတ်ပေးမှတွေ့သည် ဒေါခင်ခင်လေးအားလည်းအမျိုးစုံကျုံပါသည်သူတို့သည်နှစ်နာရီခန့်စူပူပြီးမှည၈နာရီတွင်တတ္တိရှိက သူ၏အိမ်သို့လာရမည်ဟုဒီမောင်အစိန်ခေါ်ကဆင်းသွားသည်မဆင်းခင်ဒေါခင်ခင်လေးရှိ၌ဗမာခေတ်သတင်းစာများစုပ်ပြဲသွားသည်သတင်းကြားလှည့်ကြားခြင်းဒီမောင်နှင့်ဦးအောင်မြင့်တို့တိုက်သို့ရောက်လာကြသည်သူတို့မရှိခိုင်ဆရာကတော်အားစော်ကားသွားသည်ကိုများစွာခံပြင်းလာသည်ညာ၈နာရီတွင်ဒင်ပေါင်းနှင့်ဦးအောင်မြင့်တို့လာခဲ့ပြီ ဒီထက်စော်တွေ့လို့ကလည်းတိုက်မှာအသင့်ရှိသည်ဟုတကင်တီးအိမ်သို့ဖုံးဆက်လိုက်သည်သည်ထိုရေတော်ပုံသည်ဝင်းကြီးချုပ်ဦးနုဤနားသို့ရောက်သွား၏ဦးနုကတင်ပေါင်းနှင့်ဦးအောင်မြင့်ကိုချက်ချင်းဆွေးနွေးသည်တကင်တင်ကို သူဆုံးမှပါမည်တရင်စားထဲမှထပ်ပြီးမရေးပါနှင့်တော့ဟုပြိုင်ပေသည်ထိုရေကတကင်တီးအားသူဤအိမ်၌မထားပဲတနေရာ၌ထိန်းထားလိုက်ပြီးဖြစ်သည်ဖြင့်တင်ပေါင်းတို့တကင်တင်အိမ်သို့သွားလေလဲတွေ့မိမဟုတ်တော့သည်ဖြင့်လူ၆ယောက်နှင့်ဗမာခေတ်ကိုဝိုင်းကတင်ပေါင်းကိုရှာသော ဝင်းကြီးတခင်တင်းအေးတော်ပုံကလေးကိုပြီးဖုံးကားချလိုက်ရသည်ထို့အဖြစ်အတွက်ဒေါခင်ခင်လေးအပေါ်ဂယုဏများစွာတတ်မိသည်မစီမဆိုင် လူမှုလူတရားတစု၏ယံတတပြုမှုကိုခံရသည်တရင်းစားလိုက်သည်အမျိုးသမီးများနေအပ်သောဒေသမဟုတ်နေရောညပါအလုံးလို့ရသော လုပ်ငန်းဖြစ်သည်ဖြင့်အမျိုးသမီးနှင့်လည်းမသိလျော်ဟုသူကယူဆ၏ထို့ကြောင့်တင်းပေါင်းသည်သူတီထောင်သောဂျင်းမုံတရင်းစားတွင် အမျိုးသမီးတအူးမျှမထားဟုမူချမှတ်ထား၏ ခက်ဒီမှာသတင်းစာလုပ်ငန်းဟူဒီမှာအချိန်အကန့်အသတ်မရှိအလုပ်လုပ်ကြရသည်အမျိုးသမီးနှင့်အမျိုးသားဒွေရောချက်တွေအလုပ်လုပ်ကြလျင်ပိုမာရေးရပြဿနာလေးများလည်းပေါ်လာတတ်သည်ဗမာခင်နိုင်ယူရီဂျာနယ်ထုတ်စဉ်ကအမျိုးသမီးအရီတာအဖွဲ့ကိုဖွဲ့ခဲ့သည်ဗမာခင်မှာအမျိုးသားအရီတာများ၏ဇနီးများသာဖြစ်၍အရီတာဌာန၌ပြဿနာမပေါ်ခဲ့ပေသို့သောစာစီဌာန၌ပြဿနာများပေါ်ခဲ့သည်စာစီယာတွင် အမျိုးသားများသာစီမဲမှာ အမျိုးသမီးများကိုစာစီပညာသင်ပေးသည်မမခေတ်တရင်စာကို အမျိုးသားစာစီတို့ကစီပြီးယူရီဂျာနယ်ကဏ္ဍကိုအမျိုးသမီးစာစီမဲများကစီစေသည်ဇက်ပေါင်းလိုက်သောအခါစာစီမဲများနှင့်စာစီစရာများပြဿနာကလေးများပေါက်ပွားလာတော့သည်ထို့ကြောင့်ဂျီမုံတွင်အမျိုးသမီးအမှုရန်ဟူ၍တယောက်တလေမှမထားဘဲရှောင်းခဲ့သည်ဂျီမုံမှတောင်ရီဌာနမန်နေဂျာကွယ်လွန်သည်သူ၏ဇနီးသည်အိုးဝေတွင်လက်တွေ့လောက်ကင်မှုသည်ထို့ကြောင့်သူ၏ဇနီးကိုဆက်လက်ခန့်ထားတင်တော်လဲ အမျိုးသမီးမထားဟူသောမူအရာဝမ်းနည်းစွာညှင်းလိုက်ရသည်။တက်ချီတွင်အမျိုးသမီးတအုပ်ကိုကြီးမုံ၌ခံထားမိသောကြောင့်ပြဒနာအထောင်အပံ့ပေါ်ရာမှုသည်ထို့ကြောင့်ထိုနောက်ပိုင်း၌ကြီးမုံတွင်အမျိုးသမီးမထားဟူသောမူကိုဆက်လက်ကျင့်သုံးခဲ့ရသည်။ကြီးမုံအတွက်ကြိုးစားအမှုထမ်းခဲ့သောစောင်းရည်ဘက်ဆိုင်ရာမန်နေဂျာတည်ဆုံသွားရာသူ၏ဇနီးသည်အိုးဝယ်တွင် စောင်းရည်ဘက်၌လုပ်မှုသည်ဖြင့်လူစားခန့်သင့်တော်လဲငွေကြေးတောက်ပံ့ကြေးသာပေးပြီးတိုက်တို့မူလက်မခံဘဲပေးခဲ့သည်။